ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဂုံချိန်တိုက်နယ်တွင်ရှိ အမှတ်32လုံချုံရဲရဲတပ်ဖွဲ့ရဲတပ်ရင်32အနီးမှာစစ်ကောင်စီနဲ့အာရခတပ်တော် AA တို့တိုက်ပွဲဖြစ်ပွားနေပါတယ်။စစ်ကောင်စီကမနေ့ကဇွန်လ9ရက်နေ့မှာကြောက်ဖြူရဲတပ်ရင်ဝင်းကျင်ကိုလေကြောင်းကနေဘုံလေးကျင်လာရောက်ကျဲချခဲ့တယ်လို့သိရပါတယ်။ရဲတပ်ရင်32ကကကင်းတွေအနားမှာတိုက်ပွဲရှိနေတယ်။ စစ်တပ်ကဒရုန်းရောလေယာဉ်မှတုံးပြီးဘုံလာကျဲတယ်လို့ရခိုင်စည်ရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်စစ်ကောင်စီကအပြည့်အစင်ကြောင်ထုတ်ပြန်ပြီးနောက်ကြောက်ဖြူမျိုးနယ်အတွင်းရွှေ OGT စက်ယုံအနီးကတ်တပြေကျေးရွာအနီးဒညဝရီရေရက်စခန်းအနီးပင်လယ်ပြင်မှာကင်းလဲ့နေတဲ့စစ်သည်မော်တွေကနေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်စစ်ဆင်လာတယ်လို့သိရပါရယ် ဒါအပြင်စက်တက်လေရီနဲ့ဒရုန်းတွေကနေလည်းနှိမ့်စင်ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။အေကတော့အပြည့်ရစဲကြောင်ထုတ်ပြန်ပြီးနောက်ထိုးစစ်ကိုရပ်တန့်ထားပြီးစစ်ကောင်စီကတော့ကကင်းစကန်တွေကနေထွက်ပြီးထိုးစစ်ဆင်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။အေးအနေနဲ့ထိုးစစ်ကိုရက်တန့်ထားပေမဲ့တိမ့်ပိုက်ထားတဲ့နေရာတွေကစုခွာပေးတာမျိုးမရှိပဲခုခံစစ်ကိုအုံပြုနေပြီးနေမြေချုံလာတဲ့စစ်ကောင်စီတပ်ကိုပြစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါဗျ စစ်ကောင်စီနဲ့အေအေတို့အပြည့်အစဲကြောင်းကိုအခုဇွန်လကုန်ထိတက်တန်းတူထုတ်ပြန်ထားပြီးနောက်နေရခန့်သာစီးရဲရက်တန့်ခဲ့ပြီးပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကစတင်ကတိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာဖြစ်ပါတယ်